င်းရှိပါနန္နောပနန္နနဂါမင်းကိုအောင်ခြင်းမြတ်စွာဘုရားသခင်သည်ဝါဝေဝေယကထောအုပ်တွင်တတမဝါဆိုတော်မူပြီးနောက် ဝါကျွတော်အခါတာဝတိကီစီတဝင်းကျောင်းတော်၌ကြွားရောက်တည်င်းသုံးတော်မူသည်ထိုစဉ်အနာခပိန်တထေးသည်ဖျားရှင်အားတပည့်သားရဟန္တာ900နှင့်တကွနေအိမ်သို့ဆွန်ပုံပေးကြော်တော်မူပါယံပင့်ဖိတ်သည်ဖျားရှင်စီလက်ခံတော်မူလိုက်သည်စွန်းစားမကြော်မီနနက်တွင်ဖျားရှင်သည်ဘောဂတဆကြဝလာပေါင်းတိုက်တတောင်းကိုကြည်ရတော်မူဝေသော နန္ဒောပနန္ဒနဂါမင်းသည်ညံတော်၌ထင်ရသည်ဤနဂါမင်းကဘောဝထိုထိုက ကုသိုလ်ပင်ရတဘာယအဆောက်အုံချက်ပြပါလျက်နှင့်အယူမသဖြင့်ဒုက္ခိဘဝသို့ရောက်နေရှာသည်တရိစ္ဆာန်ဖြစ်သို့ရောက်၍မိစ္ဆာဒိဋ္ဌိဖြစ်နေရှာသည်ထုံနောပနနနိင္ဂမင်းအားနှိမ့်နံဆုံးမစေရပါမူတမာဒိဋ္ဌိအယူသို့ရောက်၍ကောင်းကျိုးချမ်းသာရရှိပေလိမ့်မည်ဤနံနောပနနနဂါမင်းကိုနှိမ့်နံဆုံးမနိုင်ဒီမှာလဲအရှင်မဟာမောကလံမထေတီသာဖြစ်ပေသည်ဟူ၍ဆင်ခြင်တော်မူသည် တို့ဖြင့်စုံစားချိန်ဤသို့ရဟန္တာ900နှင့်အတူတာဝတိန်တာနတ်ပြည်သို့ရှေးကြတော်မူသည်ထိုစဉ်နန္နောပနန္ဒနဂါမင်းသည်နမင်းကြီးအလားကြီးကျယ်ခမ်းနားလှစွာသောစီးစိမ်ကိုခံစားလျက်ရှိသည်နဂါကညာတို့နှင့်နဂါပေါင်းများစွာခြံရန်လျက်စမ်းကျယ်ထူးမြတ်သောဘောစဉ်ချိုချင်ရတာတို့ကိုတုံးဆောင်လျက်ရှိသည်ထိုအခိုက်နဂါတို့အပေါ်မှဖျားရှင်နှင့်ရဟန္တာတို့ကြွသွားသည်ဖြင့်နဂါမင်းဤဥကောင်းပေါ်သို့မြေမုံများကြလာသည် ၎င်းမင်းသည်ကျင်းထန်စွာအမျက်ဒေါသဖြစ်သည်ဤဦးပြည့်ယဟန်တို့သည်ငါတို့၏အထက်ဘုံဘိမံများသို့မကြာခဏသွားတည်ကြသည် သူတို့၏ဖွားချေမုံတို့ငါတို့၏ဦးကောင်းထက်သို့ကြားလေရှိသည်ယနေ့မှစ၍ထိုသူတို့၏ သွားလာကိုငါခွေမပေးအံ့အကဲ၍မရှောင်ကွင်းမူငါခံတွင်း၌တေးစီအံ့ဟုကျုံးဝါသည်ထို့နောက်ကြီးစွာသောကိုကိုခံဆင်း၍မြင့်မူတောင်ကိုအရင်မှအပြားထိုင်အောင်ကိုဖြင့်ခွဲ၍ထားသည်တာဝတင်သာနတ်တီအားပေးကိုလည်းပပင်းဖြင့်အုပ်ဖုံးထားလိုက်သည်ဖျားရှင်နှင့်တန်ဃာတော်မြတ်တို့လည်းယူကန်တို့တောင်ထုတ်ရှိရာမိုးထက်သို့ရောက်တော့တောင်တင်သာနတ်ပြည်ကိုမမြင်ရတော့ပေဤတွင် ယူကန်၌တောင်ထိပ်၌ခိတ္တဆံပေတော်မူနေကြသည် ထိုအခါအရှင်ယထပါဝေကဖျားရှင်အားအရှင်ဖျားနန်တော်ပနန္ဒနဂါမင်းကို အကျဉ်ုပ်တကူပြ၍ဆုံးမပါအံ့ခု၆ဤဖျားရှင်လည်းခွင့်ပေးတော်မမူထို့နောက်အရှင်ရာဟောအရှင်ဗတိယအတီးတီးခွင့်တောင်းကြသည်ဖျားရှင်ကထိုမထေရို့ကိုယ်လည်းခွင့်ပေးတော်မမူပေစသောမထေရို့သည် နောက်ဆုံးအရှင်မဟာမောကလန်က အရှင်ဖျားသားကြီးဟူတမျှသည်မိဘတို့ဝင်ကိုဆောင်ထိုက်ပါသည်ထို့အတူ တပည့်ကြီးဟူတမျှသည်လည်းဆရာဝင်ကို အလွန်ဆောင်ထိုက်ပါသည်တရိษံသာဖြစ်သောဤနန်သောဗနန္ဒနဂါကိုအရှင်ဖျားကိုယ်တိုင်မဆုံးမသင့်မှာတပည့်တော်ဆုံးမပါမီဖျားဟူ၍ဖြောက်ထားသည်ဖျားရှင်ကလည်းစိတ်သားမောကလန်တင်ပင်ဆုံးမလော့ဟူ၍ခွင့်ပေးတော်မူလိုက်သည် ဤတွင်အရှင်မောကလန်သည်စရုထဆံကိုဝင်စားတော်မူပြီးလျင်နဂါမင်းထက်ကြီးသောနဂါဖြစ်သူဖန်ဆင်းလိုက်သည်ထို့နောက်နဂါမင်း၏ကိုထက်၌ဆဲ့လေးထက်ပည့်ရလိုက်သည်ပြီးတော့နဂါမင်းကောင်းပေါ်မှမိမိ၏ပါပြင်းကိုအုပ်လျက်မလွတ်နိုင်အောင်မြင်းမို့တောင်ဖြင့်ညှဲ့၍ကျိတ်ဤနန်တော်ပနန္ဒလည်းအမျက်ပြင်းစွာထွေအခိုးအရှံလွတ်၏အရှင်မောကလန်ကလည်းထိုအရှံထက်ကဲလွန်၍လွတ်သည်နဂါ၏အရှံသည် အရှင်မောကရံကိုမနှိမ့်ဆက်နိုင်အရှင်မြတ်ဤအရှင်သာလင်းငကားမီဤအရေးသားကိုဖောက်ခွဲ၍နှင်းဆဲနှိမ့်ဆက်လေသည်ထိုအခါငကားမီကငါအာမြင့်မူတောင်ဖြင့်ကျိတ်၍နှိမ့်ဆက်တည်သူကအဘဲသူနည်းဟုမေး၏အရှင်မောကံသည်ဖန်ဆင်းထားသောငကားအတွင်ကိုဖြောက်၍ယဟန်အတွင်ကိုပြသည်ထိုအခါငကားမင်းသည်အံသွားကျိတ်၍အစိတ်နှင့်တကွာသောနှာခေါင်းလေးကိုအဲ့၏ အရှင်မြတ်လည်းမတုံမလုံတည်နေစွာရှိ၏ငကားမင်းလည်းအရှင်မြတ်အားကတွင်ဖြင့်ထမျိုးဤထိုအခါမြတ်စွာဘုရားကစိတ္တမောကလန် ။ဤနနောပနန္ဒာတကိုးကြီးလာဤသရုတ်ထစန္ဒမာဘတ်ကိုကြက်ကြက်နှလုံးသွင်းပေလို့ဟုတတိပေးတော်မူဤအရှင်မောကလန်ကလည်းအရှင်ဖျားစိုးရိမ်တော်မမူဝါဆင့်တပည့်တော်ကလေးပါသောတန်ကိုးတတိပတ်တို့ကိုမပြက်လေးလာပြီးဖြစ်ပါသည်။ဤနဂါထက်တန်ကိုးသာသောမြည်သည့်နဂါမျိုးကိုမဆိုးတပည့်တော်ဆုံးမနိုင်၏ဟုလျှောက်၏။ထို့နောက်အရှင်မောကလန်သည်ငကားမိဤကတွင်မှဝင်၍လက်ဝဲနာတွင်မှထွက်၏ တခံလက်ရနာတွင်မှဝင်လျက်လဝဲနာတွင်မှထွက်၏ထို့နောက်လဝဲနာတွင်မှဝင်လျက်နှာခေါင်းပေါက်မှထွက်ပြန်၏ငကားမင်းကတွင်ကိုဖို့ကတွင်မှဝင်လျက်ဝမ်းတွင်ဦးစင်တောင်းတလျှောက်ဆင်ကြံကြွ၏နဂါမင်းကလည်းဝင်စဉ်ကငါမမြင်လိုက်၍သာတင်ယဟန်ချမ်းသာရာရသည်ထွက်သောအခါငါ၏အဆွေဖျား၌ဂျေစီအန်ဟုကြံ၍ယဟန်ခလက်ဦးလွန်ရှာပွဲအထီးပြီး ဝန်ရင်းနိုင်တာမနေပါလင့်ဟုဆို၏သောအရှင်မောကလန်လည်းအဆွေနှင့်မြွာကိုပုတ်ခတ်ကြည့်ရဲ့အပြင်သို့ထွက်၏ငကားမင်းလည်းပြင်းစွာသောနှာခေါင်းလေကိုမှဲ့၍ရောစွာကြိုက်ပြန်သည်ငကားမင်းသည်ပြင်းစွာသောဒေါသဖြင့်အစွမ်းကုန်နှင်းဆဲပါတော်လဲအရာမချင်းဝင်းကြီးတပင်မြမလှုပ်သည်ကိုမြင်လျင်လွန်စွာတုံ့လောက်ကြောက်ရွံ့သွားသည်ဤအရှင်တကူကြီးမှလှ၏ငါပြုသည်မြအချီးမီးသာဖြစ်ချေသည် ဤအရှင်နှင့်တကူပြန်၍မနိုင်ပေရာပြေးမာတာဖြစ်တော်မူဟုကျန်ဤချက်ချင်းပင်ငကားကြီးတံံကိုပယ်ဖြဲ့၍ငကားငယ်ဟန်ဖန်ဆင်းရီတို့တက်ဤရှင်မောကလန်ကလည်းဂလုံးဟန်ဖန်ဆင်း၍လိုက်ဤထိုခါငကားမင်းသည်လူသားအဟန်ဖန်ဆင်း၍နေဤအရှင်မြတ်ကလည်းနတ်ပြည်လူကြီးအဟန်ဖန်ဆင်း၍ကိုက်စားဟန်ပြုဤထိုခါမှငကားမင်းသည်အရှုံးပေးကလူလင်ဟန်ဖန်ဆင်း၍အရှင်ဖျား အကျိုးကမှားခြင်းကြီးမှားချေပြီးဤနည်းမှဆိုင်၍အရှင်မြတ်တို့အားနေမြေယူကျိုးကိုးကွယ်ပါတော်မူဟုဆိုလျက်အရှင်မြတ်ဤခြေရင်း၌ဥဖြစ်တိုက်၍နေလေသည်အရှင်မြတ်ကအချင်းဝနန္ဒထလောထလောသောလူသုံးပါးစီးပွားချမ်းသာကိုလွန်စွာဆောင်တော်မူတဲ့မြတ်စွာဘုရားသည်တင့်အားတနာကိယူနာဖြင့်ကြောက်တော်မူလာ၍ယူကန်တော်တောင်ထိပ်ဝဲစပယ်တော်မူသည် တင်လိုက်ခဲ့လို့ဟုမိတ်တော်မူ၍ဖျားရှင်ဤရှေ့တော်သို့ခေါ်ဆောင်လာသည်ဖျားရှင်သည်ငကားမင်းအားငကားနှင့်ရောက်ပတ်သောဓမ္မကထာဖြင့်ကောင်းစွာဆုံးမတော်မူသည်ငကားမင်းအားဥပါဒကအဖြစ် ခံယူစေသည်ဤသို့လျှင်နန္နောပနန္ဒငကားမင်းအားအောင်တော်မူခြင်းသည်ဗုဒ္ဓမြတ်စွာ၏စတုထအောင်ခြင်းပင်ဖြစ်ပေသည်ဖျားရှင်သည်ဤသို့ငကားမင်းကိုနှိမ့် နင်းချေချွတ်တော်မူပြီးသောယဟန္တာ900နှစ်အတူအနာထပိန်တထေးအိမ်တို့ကြွတော်မူသည်တထေးကြီးလဲဝမ်းမြဝမ်းသာခီဦးကျိုးစိုးလျက်အရှင်ဖျားသည်အဘယ်အကြောင်းကြောင့်မင်းမြတ် ကြတော်မူပါသည်နီဟုဖြောက်ထားသည်ဖျားရှင်လည်းနန္ဒောပနန္ဒနဂါမင်းအားတွား၍ခြေချွတ်တော်မူရသောကြောင့်မိမြင့်ပေသည် ဟုမိန့်တော်မူကားဖြစ်ပြက်ပုံအလုံးစုံကိုပြန်လည်ဟောကြားတော်မူသည့်အနာထပိန်တစ်ထီလည်းထိုအကြောင်းကိုကြားသိရသောအခါလွန်စွာဝမ်းသာကြည်နူးပြီးတရားတရားပုံမူတက်သွားသည်အရှင်ဖျားတပည့်တော်ဤအိမ်၌ခုနှစ်ရက်တိုင်တိုင်ရှင်မြတ်တို့ဆုံးမပေးတော်မူဘောဟုဖြောက်၍လှုပ်ကြွေးပြုစုလေသည်